ညာတာမှုကိမဲ့တဲ့ဖာကူဆန်ရဲ့ပုံစံကအခုချိန်နေနဲ့ဆိုထောင်ကျနေတော့ပြီဆိုရယ်အီဗရာပေးတရာလိုပဲမင်္ဂလာပါခင်ဗျာကျော်ရဲ့ရွှေစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ဂျူဆူလိုက်ပါတယ်မန်ယူအကစားမဟောင်းတယောက်ဖြစ်တဲ့ပက်ထရစ်အီဗရာကတော့လက်ရှိမန်ယူသင်းမှာဖြစ်ပေါ်နေတဲ့ချိန်နေနဲ့ပတ်သက်ပြီးတကယ်လို့နီးပြောင်းကြီးစားလက်ဖာကူဆန်သားနီးပြားနဲ့ဆက်ပြီးတော့ရှိနေခဲ့မယ်ဆိုရင်ဂန်ရိန်နီးပြားကြီးနေတဲ့ထောင်ကျနေတော့ပြီဆိုတော့ဖွင့်ဟာပြောကြားသွားပါတယ်စားလက်ဖာကူဆန်ကမန်ယူသင်းအတွက်အောင်မြင်ပွဲများစွာရယူပေးခဲ့တဲ့နီးပြားကြီးတယောက်ဖြစ်လို့တစ်ဖက်မှာလည်းကစားမားတွေပေါ်မှာ စီကမန်ဆိုင်အရန်ကိုတင်းကျပ်သူတယောက်လည်းဖြစ်ပါတယ်။နောက်တော့အသေးမှာဘလောက်ပဲခြေစွမ်းပြကိုတွေတွေးနေပါစေသူ့ရဲ့စီကန်းနဲ့သူ့စကားကိုနားမထောင်တဲ့ဇာမားဆိုရင်တော့အသင်းကလည်းထုတ်ပဲပြဖို့လေဝင်းလေးတက်တဲ့ဇာမားတယောက်လည်းဖြစ်ပါတယ်။ဇာမားကောင်တယောက်မရှိလို့လည်းမန်ယူသင်းဟာနီဘာဒီဖောက်ဆန်လက်ထက်မှာအသင်းကရိမ့်ရန်သွားမျိုးမရှိပဲအကောင်းဆုံးပုံစံပြတာထားနိုင်တာမြင်တွေ့ထားပါတယ်။လက်ရှိမန်ယူသင်းမှာပုံစံကောင်းတွေပြနေခဲ့တဲ့ဇာမားတွေရဲ့အဆင့်ကဖောက်ဆန်လက်ထက်ကရန်ဇာမားတွေကိုစားဆောင်ရင်အဆင့်လောက်ပဲရှိတယ်လို့ပြောလို့ရမယ်ထင်ပါတယ်။ တိုက်စစ်ပိုင်းဇာမာရီဆိုရင်လူဝစ်ဆာဟာအလန်စမစ်တို့ကိုစွမ်းဆောင်မျိုးပြသထားနိုင်ခြင်းမရှိလို့ချေချာရီတိုဟာနန်ဒက်စ်လောက်တောင်မှကိုသွင်းတက်ကြခြင်းမရှိတော့လဲမြေတွေထားတာပါနောက်ပြီးတော့အသေးရဲ့လက်ရှိရလပိုင်းနဲ့မပေးစားရတည်မှုရနေပြည်တော်ဖောက်ဆန်လက်ထက်မှာဆိုရင်နေပြည်တော်အနေနဲ့ကိုကိုတော်အဆုံးစီရင်သွားတာမျိုးတွေပြုလုပ်ကောင်းပြုလုပ်သွားနိုင်ပါတယ်တော်တော်လေးရှက်ဖို့ကောင်းတဲ့အချိန်ဒီမှာရှိနေကြတာဖြစ်ပြီးတော့အဲကြောင့်အီဗရာလဲဖောက်ဆန်ရဲ့ဒေါ်သားစိတ်ကိုဖွင့်ဟာသွားကြတာပါမိုင်းတင်နဲ့အောင်မြင်ဆုံးတမိုင်းကြောင်းတွေယူဆောင်ပေးခဲ့တဲ့ဆိုပါစကော့လန်သားကြီးဟာအသေးကိုကြောက်တန်းနဲ့အုပ်ချုပ်ခဲ့သူဖြစ်တယ်ဆိုပြီးတော့အီဗရာမတ်ချက်ပေးသွားကြတာဖြစ်ပြီး ဖောက်ဆန်အုပ်ချုပ်မှုပုံစံအတော်လေးကိုတနာညာတာမှုကင်းမဲ့ခဲ့လို့ယုံကြည်နေတာပါအေဗရာကတကယ်လို့ဖောက်ဆန်သာအသိဉာဏ်ပြပြီးဆက်လုပ်နေရင်သူထောင်ကျနေလောက်ပါပြီသူကြောင့်ငိုခဲ့ရဇာမများတော့ကျွန်တော်ကြုံတွေ့ပြပါပြီသူကစပိန်အချောက်ခံဆက်နဲ့ပြက်ပေါက်လို့ပြက်ပေါက်ဖနာနဲ့ပြက်ပေါက်လို့ပေါက်နေအဲ့လိုဇိုးခဲ့တာပါအဲ့ချိန်တွေတော့သူကနတ်ဆိုးတပါလို့ပါပဲဆိုပြီးတော့ပြောသွားခဲ့ပါလိဖောက်ဆန်လူသိတင်ရှားဖျက်တစ်ခုကတော့လုံခဲ့တဲ့နောက်နေ့နောက်၃ရာသီကစားခဲ့တဲ့ FA ဆုံးထားခြင်းပွဲစဉ်အာဆင်ကိုရှုံးခဲ့တဲ့ပွဲပြီးအဝေးလက်ကမ်းတွင်းမှာ၎င်းရဲ့နာမည်တော်ကန်ကြက်တစ်ခုကြောင့်ဘက်ခမ်းမျက်ခုံးပေါက်တဲ့တွေကိုဖြစ်ခဲ့ရပူပါလေ ဒါပေမဲ့ Falcon အတင်းသားတွေရဲ့လူနေပုံစံမှာလိုင်းလံပါဝင်ပတ်သက်ခဲ့သူတယောက်ဖြစ်ပြီးတော့သဘင်ပုံစံအစမျက်စိနဲ့တောင်မကျိုးရဲ့ချက်ချင်းပြန်လဲသွားအောင်ပြင်ခိုင်းတဲ့သူတယောက်ဖြစ်ပါတယ်။ဒါတော့ပေါ်ပါတော့လို့ရေးသွေးရှိပြီးတော့တောင်မကျိုးတဲ့ဇာမားတွေ Falcon လက်ထက်တုန်းကအတင်းပြင်မှာလွှင့်စင်ခဲ့ကြတာဖြစ်ပါတယ်။နီးပြားဒီ Falcon အားပြီးတဲ့နောက်မှာသာအတင်းရဲ့ထပ်မှဇာမားရဲ့စတင်နေရာပြတ်တီလာခဲ့ကြတာဖြစ်ပြီးဇာမားတွေကပြန်ပြီးတော့နီးပြားတွေကိုပညာတွေပြနေခဲ့ကြတော့လည်းမြင်တွေ့လိုက်ရတာဖြစ်ပါတယ်။တကယ်ဆိုရင်မော်ရီညိုလိုနီးပြားကောင်းတယောက်မန်ယူသိန်းကိုဆုံးလွှတ်ခဲ့ကြတာကဇာမားရဲ့ပညာပြမှုကြောင့်လို့ဆိုရမှာဖြစ်ပြီးတော့သူသာဆက်ပြီးတော့ရှိနေရင် ပရီးမီးယားလီဂ်ချန်ပီယံစုကိုရရှိပိုင်ဆိုင်နေနိုင်လောက်ပါပြီ။မော်ရီယိုအသင်းကဒဏ်ရာကစားမတွေများပြားနေကြတာနဲ့ယူရိုပါလိဖလားကိုရယူပေးခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမန်ယူရဲ့အခြေအနေကိုကြည့်ပြီးတော့နီးပြောင်ဖြစ်တဲ့ဖောက်ဆန်နေနဲ့စေးပြလည်းပြဖြစ်နေခဲ့မှာဖြစ်လို့ကစားမတွေရဲ့စွမ်းဆောင်ရည်တွေကိုလည်းတော်လေးဘဝင်မကျဖြစ်နေခဲ့မယ်ထင်ပါတယ်။နီးပြောင်ဖောက်ဆန်ပြောနေတဲ့အသင်းရဲ့ဂန်ရင်းစားမကြီးတွေတော့အခုလိုအခြေအနေကိုတော်လေးစိတ်ပြတ်နေကြတာဖြစ်ပြီးသူတို့ခေသူတို့ခါကအနိုင်ရလို့လည်းစိတ်ဓာတ်မျိုးလက်ရှိမန်ယူတင်းစားမကြီးမှာမရှိဘူးလို့ဆိုရမှာပါ။မန်တဲ့ရဒီယာဒီပရီးမီးယားလိမှာအဆင့်16နေရာထိကိုရောက်နေရဖြစ်ပြီးတော့ကန်ကောင်းလို့သာတမ်းမစင်းရတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါစေခင်ဗျစုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်